မုံမီနယ်တဝဲမှာစစ်ကောင်စီကလိုင်စင်မဲ့မော်တော်ယာဉ်အပါဝင်ဆိုင်ကယ်တွေကိုစီမံချက်နဲ့ကြီးကျယ်ဖမ်းဆီးနေပြီးလိုင်စင်မဲ့ယာဉ်ဖြစ်ပါကယာဉ်ကောလူကိုပါဖမ်းဆီးနေတယ်လို့ဒေသခံတွေကတန်လင်းတိုင်းကိုပြောပါတယ်စစ်ကောင်စီဟာလိုင်စင်မဲ့ယာဉ်တွေကိုနေရောညပါမြို့ဝင်မြို့ထွက်တွေမှာဖမ်းဆီးတာမြို့ရင်းမော်တော်ယာဉ်သွားလာမှုများတဲ့နေရာတွေမှာဖမ်းဆီးတာအပြင်တရင်းရနေအိမ်တွေတိဖမ်းဆီးမှုတွေရှိလာတာပါလိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးတာဟာပြီးခဲ့တဲ့မေလ20ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီအဖွဲ့ရဲ့လုပ်ငန်းညီနိုင်စည်းဝေးမှာစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ညွှန်ကြားချက်ကြောင့်ဖြစ်တယ်လို့သိရပါဗျ။မော်ဒမြိုင်ဒေသခံတူကတော့လိုင်စင်မဲ့ယင်တွေကိုတစ်မျိုးလုံးနှီးပါမဖမ်းဘူးတဲ့နေရာတွေကစဖမ်းဆီးနေသလိုပိုက်စိတ်တိုက်စစ်ဆေးပြီးလိုင်စင်မဲ့ယင်ဖြစ်ပါကရင်ရောလူကိုပါဖမ်းဆီးထားတယ်လို့ပြောပါဗျ။တစ်မျိုးလုံးနှီးပါပဲ။မဖမ်းဘူးတဲ့နေရာတွေကဘလို့လုံးလဲဆိုတော့ 那是咩？以我们往也不要了，工资五千多的，但现在我到我南溪我工业也不族才算能涨嘞？五五千涨嘞，啊五千涨那边三五百涨，我我到五百块钱，才给我如何活下来咯？五五千涨那边咯，咯了，咯，租嘛在这里下午，当然天给我两样，一天还得涨，我到涨给那平时公司好，但是没经历过平时的年里嘛，因阿娘不要东丢卡。 အဖွဲ့စုံနဲ့ဖမ်းဆီးနေတာဖြစ်ပြီးသူတို့စစ်ဆေးစဉ်ရှိန်လွန်ပြီးမရက်တန့်ပေးပါကဆဲဆိုရိုင်းနှက်တာတွေပါလှုပ်ဆောင်နေတာပါမြို့တော်ဒေသခံတူကလည်းလိုင်စင်မဲ့ရင်တွေကိုဖမ်းဆီးနေတဲ့စစ်ကောင်စီတပ်ရဲနဲ့ဌာနဆိုင်ရာတွေကိုတိုင်ကလိုင်စင်မဲ့ရင်စီးပြီးဖမ်းဆီးနေတာဖြစ်သလိုအခုလိုဖမ်းဆီးတဲ့အတွက်ပြည်သူတွေသွာလာရေးအခက်ကြုံနေရတယ်လို့ပြောပါတယ်ငါတော့အကုန်ဖမ်းတော့ပြပါတယ်ဆိုရင်ပါဆိုတော့ဒီပြည်သူစစ်တီရောအကုန်လို့ဆိုတော့အဲ့ဒါအဖွဲ့ဆောင်ကိုပေါ့ဒီဓာတ်တွေက အရင်တော့ကပဲသူတို့ကတည်ယုံဝင်ဆိုင်မှာပြီးတင်ရောင်းလာတယ်အခုဖမ်းမယ်ဆိုတော့ဆိုင်ဒီသူတို့ကြောင်းကြလိုက်တယ်ဆိုင်ဒီမှာဒီယာကြီးကြီးအဆလိုင်းချင်းဟိုလာမရှိတဲ့ဆိုင်ကြီးတွေကဆိုင်မှာမရှိတော့ဘူးသူတို့ကိုယ်တိုင်ကဒီလိုင်းချင်းမဲ့ဦးစီးတယ်ဟိုသူတို့လည်းဖမ်းတယ်သူတို့လည်းရောင်းတယ်ဆိုတော့အဓိကဖမ်းလာတော့ပြည်သူတွေတော့အထက်ခဲဖြစ်တယ်ဗောလိုင်းစင်မဲ့ရင်တွေကိုဖမ်းဆီးတဲ့နေရာမှာစစ်ကောင်စီတိုင်းဝိုင်းကလူတွေစစ်ကောင်စီနဲ့နှီးဆက်သူတွေနဲ့လိုင်းကျေးပေးပြီးစီးနှင်းသူတွေကိုတော့ စစ်ဆေးပြီးပြန်လွတ်ပေးတာရှိပြီးဒေသခံတွေကတော့ဖမ်းဆီးထားတာရှိတယ်လို့သူကဆက်ပြောပါတယ်စစ်ကောင်းဆောင်ကနိုင်စင်မဲ့ကားနဲ့နိုင်စင်မဲ့ဆိုင်ကယ်စီးနှင်းမှုတွေကိုဖော်ထုတ်ရမှာဖြစ်ပြီးနံပါတ်ပြတုပြုလုပ်တာနိုင်စင်တုပြုလုပ်တာတွေကိုတွေ့ရတဲ့အတွက်တာဝန်ရှိသူတွေအနေနဲ့ပါဝင်ပတ်သက်နေသူအားလုံးကိုစစ်စစ်ဖော်ထုတ်ရေးယူဖို့ပြောဆိုခဲ့တာပါနိုင်စင်မဲ့ယင်စီးနှင်းမှုတွေကြောင့်နိုင်ငံတော်အနေနဲ့အခွန်အခများစွာနှင်နိုင်ရသလိုလုံခြုံရေးဆိုင်ရာကိစ္စတွေမှာလည်းအခက်အခဲဖြစ်ပေါ်နိုင်တဲ့အတွက် တိုင်းနဲ့ပြည်နယ်လိုက် ိုင်စင်မဲ့မော်တော်ယာဉ်စီးနင်းမှုမရှိစေရတဲ့ချက်မှတ်မှုညွှန်ကြားခဲ့ပြီးနောက်ခုလိုဖမ်းဆီးမှုစတင်ခဲ့တာဖြစ်ပါလေစစ်ကောင်စီသားအုပ်ခံတွေကလိုင်စင်မဲ့ယာဉ်တွေကိုနေရာနှံ့စီမံချက်နဲ့စတင်ဖမ်းဆီးနေပေမဲ့သူတို့ကိုယ်တိုင်လိုင်စင်မဲ့ယာဉ်တွေကိုစီးနင်းနေတာကြောင့်လိုင်စင်မဲ့ယာဉ်ဖမ်းဆီးနေတဲ့ပေါ်ဒေသခံတွေကြားဝေဖန်မှုတွေမြင့်တက်နေတာပါဝန်ပြည်နယ်မှာတော့စစ်ကောင်စီကလိုင်စင်မဲ့ယာဉ်တွေကိုဖမ်းဆီးရမိပါကဖမ်းဆီးရမိတဲ့လိုင်စင်မဲ့ယာဉ်တွေကိုပါတင်းနေပြီးဒေသခံပြည်သူတွေကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့ရေးယူတာတွေလုံဆောင်နေတာဖြစ်ပါတယ်